အတင်ပါဝေါ်နေရကျုံလာတာအလင်းကလည်းအခုကတော်တော်မြို့ရွာကြီးတော်တော်များများလည်းထိခိုက်တယ်ပေါ့နော်။အဲ့ကမှဆိုးနည်းနည်းလေးလာကြည့်လိုက်တဲ့အခါမှာအစာပိုင်းရောအင်းလေးကနည်းနည်းအလှရှင်လေးနည်းနည်းနဲနေရတွေ့ရတယ်ပေါ့နော်။ပြီးရခါကျတော့အင်းလေးနဲ့လည်းကိုကဒီအဖတ်ဟိတအသင်းနဲ့နည်းနည်းအဆက်သွယ်လေးနဲ့ရှိရခါကျတော့ဟောအဖတ်ကလေးတော့ကိုကမြင်ဘူးနေတာဟောရေအခက်ခဲတွေပေါ့နော်။ရေအခက်ခဲမြင်ဘူးနေခါကျတော့ဒီခေါက်တော့ဒီဘက်လေးကိုပို့ပြီးအားဆိုင်လိုက်မယ်ဆိုရင်အတွေးလေးနဲ့ပို့ပြီးတော့လှုပ်ပြစ်သွားတာပေါ့နော်။တကယ်တမ်းတော့နေရတော်တော်များများတော့ထိခိုက်ပါတယ်ပေါ့နော်။ဒါပေမဲ့အင်းလေးကိုကျတော့ ဟိုစိတ်ထမ်းမှလည်းကိုယ်တိုင်ကြုံမူထားတဲ့အခါကျတော့အရှင်ရေဘင်းကလည်းအဲ့လိုမျိုးတောက်ရေတန်တွေပြက်လက်တာတွေတွေ့ရတယ်တကယ်အခက်ခဲအများကြီးပေါ့နော်အခါကျတော့ဒီရေတန်ကိစ္စလေးကိုဖြစ်မြအောင်ဆိုပြီးတော့ဒီခေါင်းအင်းလေးကိုဦးစားပေးပြသွားတာပါနောက်ကိုလည်းဆိုတော့ဒါရေဘာလေးပြင်ဆင်ဖို့လိုလဲဆိုတော့လည်းအတွေ့အကြုံတွေအများကြီးရတယ်ပေါ့နော်ပြီးတော့ဟို Facebook မှာဖတ်ပူတဲ့စာလေးလိုပေါ့နော်ငါတို့တော့တဲ့မနက်ဖြန်မှဝေးသေးတယ်တဲ့တေးချင်းတရားနီးကပ်နေရပေါ့နော်အဲ့ဒီစကားလေးကအမှန်နေရပေါ့နော်တကယ်ကိုတေးချင်းတရားဟိုတစ်ဖက်တစ်ဖက်အတွင်းမှာလေအကလုံးမိသားစုရေဆုံးဖြုံးသွားတဲ့အခါမှာပေါ့နော် ဒီနေ့ကတော့ဒါသူတော်တစေရုပ်ရှင်ပွဲလေးပေါ့နော်။ပုံမှန်ဆိုတော့သူကအခုမျိုး pressure တွေတက်ဖြစ်တာနည်းတယ်ပေါ့နော်။ဒီတစ်ခါကကြောက်တာရုပ်ရှင်အားရတဲ့အမျက်တွေအကုန်လုံးကိုငလင်းကိုပြန်လို့မှဖြစ်တဲ့အတွက်ဆုလည်းဒါတရက်တအားလာပြီးတော့ဝင်ရမိတာပါ။ဒါအခုယုံထဲမှာတော့ရှိတဲ့ပြိတ္တတွေဆရာပေါ့နော်။ပြန်ပြီးတော့ဒါငလင်းတွေဝိုင်းပြီးတော့အလှူခံပေးကြတာပေါ့။ငလင်းကဒါဆက်ဖြစ်ကြတဲ့သူတွေအကုန်လုံးပေါ့နော်။ ဖေရမိသားစုနဲ့ထထူဆိုလဲတကယ်ကိုထိခိုက်ခံစားရတယ်အခါကျတော့ကိုနိုင်တဲ့လောက်ပေါ့နော်စုဆိုလဲဒါအမှုပညာကမ်းလမ်းများဖွင့်နေစုကိုယ်တိုင်10သိန်းမှတည်ပြီးတော့ဆိုဒါအင်းလေးဒေသကိုသွားလှူဖို့လဲရှိရပေါ့နော်အခုဆိုအလှူငွေလေးလက်ခံနေတယ်ပြည့်ရခါကျတော့ပစ္စည်းလေးလည်းဆိုတစ်ဖက်ပေါ့နော်ပို့ထားပြီးသွားပြီဆိုဒီတကြံကာလမှလည်းဆိုအဲ့လိုတကြံပြီးတော့ပေါ့နော်ပစ္စည်းထပ်သွားပြီးတော့အလှူကိုယ်တိုင်သွားဖို့လဲရှိပါတယ်အလူအော်လေဒါဆိုခရီးလေးရောက်နေတဲ့ခါကျတော့လေခရီးကပြောင်းပြီးမှအလှူခံပြစ်တာပေါ့နော်လှူခံပြစ်တဲ့ခါမှာခုကတော့ သိန်း300ကျော်ပေါ့နော်သိန်း300ကျော်လက်မှာရရှိသွားပြီအဲ့ဟာလဲဆိုတော့တောက်လျှောက်တော့လေဟိုဘက်ကိုပြန်ပြီးတော့ပို့ပြင်နေရပါဘောနော်အဓိကလူမာတော့ဆိုအင်းလေးလို့ရွေးထားတဲ့ခါကျတော့အင်းလေးမှာလိုအပ်တာတော့အဓိကရေပေါ့နော်ရေကအများရန်သူကရေတော်ထဲမှာနေပေမဲ့လို့ရေကအများရန်ရှားပါနေတာပေါ့နော်တောက်ရေသုံးရေကရှားပါတယ်အဓိကတော့တောက်ရေပေါ့နော်တောက်ရေရေဘင်းတော့ကလည်းအဲ့လိုမျိုးတောက်ရေတွေပြက်လက်ပြီးအခက်ခဲတော်များများဖြစ်ကြရပါဘောနော်အဲ့ခါကျတော့ဆိုဒီပရိဒာလူကြီးတွေကဘာလို့ဆုံးဖြတ်လိုက်လဲဆိုတော့ရေတံမှုလေးပူနေတာထပ်ဆိုင်ရင်တောက်လျှောက်လေးပေါ့နော်ရေတန်းဆက်လေးတီထောင်ပြီးတော့တောက်လျှောက်လေး ေဘေးလေးကနည်းနည်းကင်းဝေးသွားအောင်ပေါ့နော်အဲ့ခါကျတော့သူတို့ရေသန့်ဆက်လေးစပြီးတော့တချောင်ရတယ်ခုဒီငလင်းမှလည်းသူတို့အလှငွေလေးရရှိရမှာအဲ့လိုရေဆက်ကခါကျရင်မီးလေးလိုတဲ့ခါကျတော့လေမီးမရှိတဲ့ခါမှာသူတို့ဆိုလာပေါ့နော်ဆိုလာစနစ်ကိုသူတို့ပြောင်းပြီးရောဆိုလာအတွက်လည်းသူတို့လှုပ်ဖို့ပေါ့နော်အခုစီစဉ်နေကြပါတယ်ဒီခေါက်ကလေအိမ်မှာလည်းပြောဖြစ်တယ်ပေါ့နော်မိသားစုနဲ့ဒီခေါက်ကတကယ်ကိုတံဝေကရရပေါ့နော်တကယ်ကိုမျက်စိတမိန်လျက်တစ်ပြက်အတွင်းကိုဖြစ်သွားတာပေါ့နော်အကုန်လုံးကအသက်အိုးအိမ်စီးစိမ်လေးဆုံးချုံရတယ်အဲ့တော့လေတကယ်ကိုစိတ်ထိတ်ခိုက်ချိန်ကိုရရပေါ့နော် ကိုရီဟိုဘေးအဲ့လောက်အကြီးကြီးမတွေ့ရင်မလို့ဒါကြီးကထပ်တူခန်းစားပေးနိုင်တယ်ပေါ့နော်နေ့တိုင်းမြင်နေတွေ့နေရတယ်ကတကယ်ကိုခြေခွက်ခန်းစားရတယ်ဟိုနောက်ကိုလည်းဆိုဒါရဘာကြီးပြင်ဆင်ဖို့လိုလဲဆိုတော့လည်းအတွေ့အကြုံတွေအများကြီးရတယ်ပေါ့နော်ပြီးတော့ဟို Facebook မှာဖတ်ပူရဲစာလေးလို့ပေါ့နော်ငေါ့တော့တဲ့မနေ့ဖြန်မှာဝေးသေးတယ်တဲ့တေချင်းတရားနီးကပ်နေရပေါ့နော်အဲ့ဒီစကားလေးကမှန်နေတာပေါ့နော်တကယ်ကိုတေချင်းတရားဟိုတစ်ဖက်တစ်ဖက်အတွင်းမှာလေအကလုံးမိသားစုရေဆုံဆုံသွားတဲ့အခါမှာပေါ့နော် တော်တော်တံဝေကားရလဲရရတယ် ပြီးတော့ကိုယ့်ကိုဘယ်လိုကောင်းအောင်နေမလဲကောင်းနိုင်ဘာတွေပိုလုပ်ကမလဲဆိုတဲ့အတိတ်ကြရတယ်အများကြီးရပါတယ်ငလင်းကလည်းအခုကတော်တော်မြို့ရွာတွေတော်တော်များများလည်းထိခိုက်တယ်ပေါ့နော်အဲ့ခါမှာဆိုတော့နည်းနည်းလေးလာကြည့်လိုက်တဲ့အခါမှာအစာပိုင်းရောအင်းလေးကနည်းနည်းအလှူရှင်လေးနည်းနည်းနဲနေရတွေ့ရတယ်ပေါ့နော်ပြီးရခါကျောင်းအင်းလေးနဲ့လည်းကိုကဒီအပ္ပဟိတအသင်းနဲ့နည်းနည်းအဆက်အသွယ်လေးနဲ့ရှိရခါကျတော့ဟောအပတ်ကလေးကိုကိုကမြင်ဘူးနေတာကိုရေအခက်ခဲတွေပေါ့နော်ရေခက်ခဲမြင်မှုနေခါကျတော့ ဒီခေါက်တော့ဒီဘက်လေးကိုပို့ပြီးအားဆိုင်လိုက်မယ်ဆိုရအတွေးလေးနဲ့ပို့ပြီးတော့လှုပ်ပြသွားတာပေါ့နော်တကယ်တမ်းတော့နေရာတော်တော်များများတော့ထိခိုက်ပါရတယ်ပေါ့နော်ဒါပေမဲ့အင်းလေးကိုကြတော့ဟိုစိတ်ထမ်းမှလည်းကိုယ်တိုင်ကြုံမူထားတဲ့အခါကျတော့အရှိရေဘေးတော့ကလည်းအဲ့လိုမျိုးတောက်ရေတန့်နေပြက်လက်တာတွေတွေ့ရတယ်တကယ်အခက်ခဲအများကြီးပေါ့နော်အခါကျတော့ရေတန့်ကိစ္စလေးကိုဖြစ်မြအောင်ဆိုပြီးတော့ဒီခေါက်အင်းလေးကိုဦးစားပေးပြသွားတာပါခုကတော့ဆူမီသားစုပဲဒီငလင်ဘေးအနယ်ကိုကြုံတွေ့ခဲ့ရတယ်ပေါ့နော်အဲ့တော့လဲဆူရာမီသားစုနဲ့ထပ်လို့တကယ်ကိုစိတ်ထိခိုက်ချိတ်ကွဲရပါတယ်ခံစားရပါတယ် ဒါမဲ့ဖြစ်ပြီးတဲ့ဟာတော့သူတို့မမလုံးလို့မရတော့ဘူးပေါ့နော်အဲ့ခါကျတော့သူတို့တက်နိုင်သလားကိုစိတ်အားတင်းပြီးတော့သူတို့ပြန်ပြီးတော့ထူထောင်ကြရမယ်အကုန်လုံးကလည်းတက်ညီလက်ညီနဲ့ပေါ့နော်စူးစမ်းကြရမယ်ဖိမကြရမယ်အားလုံးကလည်းဖိမဖိမဖို့စူးစမ်းနေကြရပေါ့နော်အဲ့ခါကျတော့ပြန်ပြီးတော့အစဉ်ပြေအောင်ငကိုပုံမှန်တိုင်းပြန်ပြီးတော့ရက်တင်နေအောင်သူတို့အများကြီးအသုံးခွန်ဆိုင်ကြိုးပမ်းကြရမယ်အားမလျှော့ပါနဲ့အားတင်းထားပါလို့ဆက်ပြောချင်ပါတယ်